ဒီပန်းဆောင်တော်သားလှတဲ့ညတညမှာထူးဆန်းဆန်းတန်တွေနဲ့တူဗာမန်းတေချာပြောလို့ရတဲ့မကောင်းဆိုးဝါလေသိမောကြီးကဝဲပြန်လာခဲ့ပါလေမီဒီယာတွေကလည်းဒီကြောင်သတင်းရသွားခဲ့ပြီးတော့ TV တွေမှာပါအိုရီမာရူရဲ့သေမောကြီးဝဲပြန်လာဆွဲသတင်းကလူပြောများလာခဲ့တာပါလူတွေကကြောက်လန့်တကြားနဲ့ထွက်ပြေးကုန်ကြပြီးတော့အိုရီမာရူကဂျပန်သူပိုင်ဖြစ်သွားပြီဖြစ်တာကြောင့်သူ့ရဲ့အမေကိုနာခံကြဖို့ပြောလိုက်ပါလေတချို့သူတွေကတော့ထွက်မပြေးကြပဲဘာအိုရီမာရူလဲဇေဘာအပစ်စကင်လားဘာကောင်မလို့အမေနာခံပါလဲလို့ပြောနေကြတာကြောင့် ။အိုနီမာရူကတဟားဟားနဲ့ကြီးကသူ့ရဲ့လေဆွမ်းကိုပြသလိုက်ပါတယ်။အသာလေးဝေးလိုက်တဲ့ဓာကြကလေးကတည်းကတာဝါတိုင်းတစ်ခုလုံးကိုပြိုကျသွားစေခဲ့ပြီးတော့အားလုံးလည်းလန်သွားကြပါတော့တယ်။အိုနီမာရူကအာနာပြနေတဲ့အချိန်အနာကနေပင့်ကူတကောင်ရောက်လာပြီးတော့ဆရာလင်းနိုးကောင်လေးရှောသွားပြီတဲ့လို့ကြောက်ကြောက်နဲ့အစီရင်ခံလိုက်ရပါတယ်။ပင့်ကူကအိုနီမာရူစိတ်ဆိုးသွားမယ်ထင်ပေမဲ့မဆိုးခဲ့ပါဘူး။သူကအော်ဟုတ်လားလို့ပြောလိုက်ပြီးတော့ဂန်ရီယူကျုံးကိုသွားနေတဲ့ရိုင်းမားတို့ထက်သူတို့ကအရင်ရောက်အောင်သွားပြီးတော့လွန်ခဲ့တဲ့နှစ်၄၀၀က ဆာမူရိုင်းကိုဂျီရိုဆာဆာကီကိုအသက်ပြန်သွင်းရမယ်လို့ပြောလိုက်ပါတော့တယ်။ရိုင်းမာတို့ကလေစီနဲ့တူဂျုံးကိုဦးတည်နေခဲ့ကြပါတယ်။မူဆာရှိကလေဦးမှာရက်နေပြီးတော့ကိုဂျီရိုဆာဆာကီကြောင်းကိုပြောပြနေကဖားတော့လေရဲ့အနောက်ကနေခြေထောက်နဲ့ရက်ပေးပြီးတော့တွန်းနေခဲ့ပါတယ်။ကိုဂျီရိုဆာဆာကီဆိုတာကရာဇွေးနဲ့တခုမှတစ်ခေါက်ပေါ်ထွန်းလာတတ်တဲ့ဆာမူရိုင်းကောင်းတကောင်ဖြစ်ပြီးတော့သူလောက်တော့ယူပါမလာပေမဲ့ရေချင်းကတော့ရှိတယ်လို့ပြောပြနေပါတယ်။အဲလူကမမွန်တော့ဟိုရှိစဲလို့ခေါ်တဲ့လိုဒလိုတိုးကြိုက်လို့ရှေးလို့ရတဲ့ဓာတ်လက်ကိုကန်ဆောင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်လေးရာကမူဆာရှိကအဲ့လူကိုအနိုင်ယူနိုင်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ရိုင်းမာတို့ကဘလို့တောင်နိုင်ယူခဲ့တာလဲလို့မေးလိုက်တော့မူဆာရှိကပွဲကိုနောက်ကျမှသွားခဲ့တာလို့ပြောပြလိုက်ပါတယ်။အဲဒါကြောင့်ကိုဂျီရိုကသူ့ကိုဒေါသထွက်နေပြီးတော့ဓာချက်တွေတဲ့စိတ်မရောက်တော့ပဲသူကလည်းတခါတည်းအထဲတည်းထိဖြတ်ကျော်ပြီးတော့အနိုင်ပေးခဲ့တာလို့ပြောပြခဲ့ပါတယ်။ရိုင်းမာဟိုဟွေဟွေလားလို့မေးနေတော့မူဆာရှိကသူရေးထားတဲ့ဂန်ရီယူကျုံးကအဆုံးဖြတ်ဆွဲစာအုပ်ကိုထုတ်ပြလိုက်ပြီးဇာခါတခြားပွဲတွေကြမမှတ်မိပဲဘာလို့ဒီပွဲမှာမှတ်မိနေရလဲလို့မေးလိုက်ပါတယ်။ ။မူဆာရှီကတော့အိုက်ပွဲကထူးခြားတာကိုလို့ပြောလိုက်ပြီးတော့ရိုင်းပါကိုအိုက်ဆာကိုပေးလိုက်တာဖတ်ခိုင်းနေပါတယ်။အန်စီမာဂန်ရီကိုကျွန်းနဲ့နေလာပြီးဖြစ်ပြီးတော့တစ်ချိန်တည်းမှာပဲပင့်ကူကအစီအစဉ်တိုင်းလင်းပြန်တဲ့အတူဂျုံမော်ကိုဆောရောက်နေခဲ့ကကိုဂျီရဲဂူသွင်းအလောင်းကိုတူးယူနေခဲ့ပါတယ်။ကိုဂျီရဲအလောင်းကမော်ထားရဲ့အစွမ်းကြောင့်မပုံမတိုးပဲအကောင်းတိုင်းရှိနေခဲ့ပြီးတော့ပင့်ကူကဆေးတွေပေါ်ဆလိုက်ကကိုဂျီရဲခန္ဓာကိုယ်ကိုအကောင်းပကတိတိုင်းပြန်ဖြစ်အောင်လုပ်ပေးလိုက်ပါတယ်။ပြီးတော့ဒါရဲ့အစွမ်းနဲ့လေကိုခွင်းပြီးတော့အာဂါသာချင်းတွင်းနဲ့တစ်ခုဖြစ်အောင်လုပ်လိုက်ကာ အပေါက်ထဲကိုလက်နိုင်ပြီးတော့ကိုကြည်တို့ရဲ့ဝိညာဉ်ကိုမှန်းပြီးတော့ဆွဲခေါ်လိုက်ပါတော့တယ်။အဲနောက်မှာတော့ဝိညာဉ်ကိုကိုကြည်တို့ရဲ့ကိုယ်ထဲဆွဲထည့်လိုက်ပြီးတော့ကိုကြည်တို့ကတော့ပြန်မထလာသေးပါဘူး။ဒီလိုနဲ့ဘောင်းကိုနှစ်ချက်လောက်ပိတ်ရိုက်ပေးလိုက်တဲ့အခါကျတော့မှနိုးထလာခဲ့ပြီးသူကသူ့ရဲ့လှပတဲ့မျက်နှာလေးကိုပိုက်တာဘယ်ကောင်လဲအပီကျိတ်ပေးလိုက်မယ်ကွာလို့ဓာအီကိုဆွဲဆန့်ပြီးပြောလိုက်တာကြောင့်ပင်ကူလည်းကြောက်လန့်ကမဟုတ်ပါဘူးမလုပ်ပါဘူးမင်းထင်းလို့မယုံပါဘူးငါအိုနီမာရူရဲ့အမိန့်နဲ့မင်းကိုအသက်ပြန်သွင်းပေးခဲ့တဲ့သူပါလို့ပြောပြလိုက်ပါတယ် အသက်ပြန်သွင်းတဲ့ဆွဲစကားတောင်ကိုကြည်ရကသူရှုံးသွားတယ်ဆိုတာကိုသိလိုက်ရပြီးတော့အဲ့ချိန်မှာရိုင်းမားတို့ကကျုံးမော်ရောက်လာတာကြောင့်ပင်ဦးကောင်ထွက်ပြေးသွားခဲ့ပါတော့တယ်။ရိုင်းမားတို့ကမူဆာရှိနဲ့ကိုကြည်ရုံနဲ့ရုပ်ထုတွေနောက်ကိုရောက်လာကြပြီးတော့ကိုကြည်ရုံနဲ့ပင်ဦးတို့ကရုပ်ထုတွေနောက်မှာပုန်းနေခဲ့ကြပါတယ်။ကိုကြည်ရုံကမူဆာရှိနဲ့တိုက်ခိုက်ခဲ့တာကလွဲရင်နောက်ပိုင်းမှာမမတ်မိတော့တာကြောင့်သူသေသွားခဲ့တာလားလို့တွေးနေခဲ့ပြီးအဲ့ချိန်မှာမူဆာရှိကကိုကြည်ရုံရဲ့ရုပ်ထုကိုအရေးချင်းရှိတဲ့လူတယောက်ကိုဆုံးရှုံးလိုက်တာစိတ်မကောင်းဘူးလို့လမ်းပြောနေခဲ့ပါတယ်။ ဒါကြောင့်တော့ကိုကြီးတို့ကဒီကောင်ပဲဆိုးလို့လေစကားပြောကောင်းသားပဲလို့ပြောနေခဲ့ပေမဲ့အေးပေါ့လေငါပဲနိုင်မှာလဲငါဓာပညာရှင် Pro Max မင်းဟာအောက်ထက်ကဓာသမားလေးကိုလို့လောင်လိုက်တာကြောင့်ရုံးသူတွေကိုဓာနဲ့တစားစီပိုင်းချပစ်လိုက်ပြီးပဇက်ပိဆိုင်မူစာရှိလို့လမ်းပြီးတော့អော်လိုက်ပါတော့တယ်အန်နာမတော့ကိုကြီးတို့ကထွက်လာခဲ့ပြီးတော့ငါကိုတော့နှစ်ပေါင်းများစွာအိတ်ဆက်တော်မူနေရာကနေမင်းကိုနိုင်ဖို့ပြန်ထလာခဲ့ပြီးမူစာရှိလို့ပြောလိုက်တဲ့တော့မူစာရှိတယောက်မျက်လုံးမျိုးမျက်စံမျိုးဖြစ်သွားခဲ့ရပါတော့တယ်ဇာခါတော့တေသွားပြီဆိုပြီးတော့ရှေ့မှာမတ်တက်ကြီးရက်ပြနေတာကြောင့် ဘာလို့ဖြစ်နေရလဲလို့တွေးကကြောင်အန်းနေခဲ့ပါတော့တယ်။အဲဒီမှာပင်ကူကနောက်ကနေထွက်လာပြီးတော့ဟဲဟဲငါပြန်ပြီးတော့သက်သွင်းပေးခဲ့တာကွာ။မင်းတို့တော့ငါ့ကိုမမြင်ဘူးပေမဲ့ငါကဘလူးရှစ်ပါးတွေက W ပဲလို့ပြောပြလိုက်ပါတယ်။ဖားကောင်ကတော့ပင်ကူလူသားကြီးပဲဟာလို့အော်နေခဲ့ပြီးရိုင်းပါလေဒီတစ်ခါတော့ပင်ကူလူသားလား။အေးငါရဲ့ဓာတ်တော့မရဘူး။ဇန်ပူကန်တော့ရမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ပင်ကူကငနေမသားလေးအားချောင်းနေတာဆရာကိုကြီးတို့တီးပေးလိုက်တော့လို့ပြောလိုက်ပါတော့တယ်။ဒါကြောင့်ကိုကြီးတို့ကလာအသံမူဆရှိ မင်းငါကြံကြောင်းထားတိုင်းပြမယ်ဆိုပြီးလက်ကြည့်လိုက်တော့အဖိုးကြီးပြင်းနေတဲ့မူဆာရှိကိုမြင်သွားတာကြောင့်ဟာငါကိုတော်ပြင်းဒုတိယမြောက်ချောတဲ့မျက်နှာလေးကဘလို့ဖြစ်သွားတာတုံးလို့မေးလိုက်ပါတော့လေဒါကြောင့်မူဆာရှိကမင်းအမှပြောရတဲ့ရှိသေးတယ်ငါရုံးမကြသေးဘူးကွာမင်းအမှနှစ်၄၀၀လောက်အိတ်ထားတာမြက်ကွင်းနေညိုနေတာအေးမွားသေးဘူးလားလို့ပြန်ပတ်လိုက်ပါလေအဲ့လိုနဲ့နှစ်ယောက်သားလည်းအသင်ပြင်လိုက်ကြပြီးတော့မူဆာရှိကတိုက်ဟိုမှာဘာကြီးလဲလို့ပြောကအနောက်ကနေဓာတ်နဲ့လိုက်ခုတ်ခဲ့ပါလေဟိယောမင်းအခေါင်းထဲမှာတော့ဓာတ်တိုင်းခိုးကျင်နေရမလားတော်တော်ကျန်လာတယ်လို့မူဆာရှိကပြောလိုက်တာပါ ကိုဂျီရိုကတော့မင်းအမအားနေသွားတာစောက်ချဘူးရဲ့လို့ပြောလိုက်ပြီးမမွန်တော်ဟိုချီစဲသားရဲ့အစွမ်းကိုတုံးလိုက်ကရန်ကုန်နဲ့မန်လေးလောက်ထိရောက်အောင်ရှေ့ထုတ်ပြီးတော့တိုက်ခိုက်ပစ်လိုက်ပါတယ်ပြီးတော့အသက်ကြီးသွားတဲ့မူဆာရှိကိုအဆုံးသတ်ဖို့လှုပ်ပစ်လိုက်ပြီးရိုင်းမလည်းလာပြီးတော့ကူပေးခဲ့ပါတယ်ကိုဂျီရိုကညီလေးမင်းအငေါ့တိုက်ခိုက်ခြင်းညာလားထီလို့တော့မရလောက်ဘူးတော့လို့ပြောလိုက်ပါတယ်ရိုင်းမတော့မင်းကြီးတော်ကြီးညီလေးပါလားငါဟဲ့ရိုင်းမလို့ပြောကဒါနဲ့ပြေးပြီးတော့ခုတ်ပါတော့တယ်ပြီးတော့နှစ်ယောက်သားတိုက်ခိုက်ခဲ့ကြပြီးတော့ရိုင်းမစံပူကန်ကိုထုတ်သုံးလိုက်ပြီးမယ်ကိုဂျီရိုကမမွန်တော်ဟိုရှိစဲကိုတုံးပြီးတော့တားလိုက်ပါတော့တယ် မင်းအားလဲဓာပဲလားလို့ကိုကြည်လူကပြောလိုက်ပြီးတော့သူ့ရဲ့ဓာတိုင်းနဲ့ပေါ်ကနေခုတ်ချလိုက်ပြီးမြိုင်ပါကာလိုက်တဲ့ခါမှာအောက်ကနေခုတ်တဲ့ပုံစံကိုပြောင်းသွားခဲ့ပါလေဒါကြောင့်ရိုင်းပါလဲသူတော့ရောပြီးလို့ထင်လိုက်တဲ့ခါမှာဘူစာရှီယာရောက်လာပြီးတော့တုံးထုတ်ကကဲတင်ပေးလိုက်ပါလေဒါမဲ့ရိုင်းပါကိုကိုကြည်လူကဘလို့မှလက်လွတ်မပေးပဲလိုက်ပြီးတော့တိုက်ခိုက်နေခဲ့ပြီးတော့နောက်ဆုံးဓာချက်တစ်ခုကိုကာဝယ်လိုက်တဲ့ခါမှာရိုင်းပါတယောက်ပင်ငူဖွင့်ပေးတဲ့ပရာလောကအပေါက်ထဲကိုမတော်ဆပြုတ်ကျသွားခဲ့ပါတော့လေဒိုနဲ့ရိုင်းပါတယောက်ပြန်ပြီးတော့သတိရလာတဲ့ခါမှာတော့သူကဆာမူရိုင်းနေခစ်ကိုပြန်အောင်နေပြီးတော့ အကြီးကတောင်အပေါ်ပြုတ်ကြလာကြအောင်အဲ့လူကသတိမင်းတွေကအဆောင်တွေကဟိအောင်မင်းဆက်စုဒေသရဲ့မြို့အုပ်ကာမီနာကောင်လာလို့ကျန်လာလားလို့မေးလိုက်ပါတယ်ပြီးတော့အမေများမရှိဝိုင်းကျုံမှုလုံနေပြီးတော့ရိုင်းပါလေအိုနီမာရူရဲ့လူတွေလို့ထင်တာကြောင့်တိုက်ခိုက်ဖို့လုပ်ပေမဲ့လူဝင်အားချင်းမမျှတာကြောင့်လက်တွန့်နေပါတယ်ရိုင်းမနဲ့သူပင်လယ်မြှော့ကလည်းပါလာပါသေးတယ်အဲ့ချိန်မှာအဆောင်တွေကိုလူတယောက်ကဝင်တားလိုက်ပြီးတော့ကလေးဝယ်လေးပဲရှိသေးတဲ့ပြိုင်ဘက်ကိုစေရဲဘော်တွေကဝိုင်းချမလို့လားလို့ဝင်ပြောလိုက်တာကြောင့်စစ်သားတွေကဟိအောင်မင်းကဘာကောင်လဲလို့မေးလိုက်ကြပါတယ်အဲ့ဒါကြောင့်အဲ့ဒီရဲရှိရှိထောင်းထောင်းမောင်းမောင်းနဲ့ မြန်မာဘုံဝင်ထားသူကကျောက်ကတကူတော့လေလွင့်ဓာသမာမီယာမိုတိုမူဆာရှိပဲလို့ပြောလိုက်ပါတော့တယ်။ရှိုင်းမာတော့ဟာလို့ပြောကအန်ဟောနေခဲ့ပြီးတော့အဆောင်နေရာလဲမူ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 ဆာရှိဟုတ်လားရန်သူပေါင်းများစွာကိုတယောက်ထင်းနဲ့နိုင်ယူခဲ့တဲ့ဓာပင်ဆိုတဲ့သူလားလို့မေးကာကြောက်နေကြပါတော့တယ်။ပြီးတော့ကြောက်ဝါလန်အားနဲ့ထွက်ပြေးကုန်ကြပြီးတော့ရှိုင်းမာကတကယ်မူဆာရှိလားလို့မေးလိုက်တော့မူဆာရှိကလည်းဟုတ်တာပေါ့လို့ပြန်ပြောလိုက်ပြီးရှိုင်းမာကြောင်သွားပြီမဲ့ပကုံးမွားမျှော့ကအကိုကြီးမူဆာရှိခင်ဗျအခုဗနယာစုနဲ့လဲလို့မေးလိုက်တာကြောင့်ကေချူယာစု1612လို့ပြောပြလိုက်ပါတယ်။ ိုင်တော့မှပင်လယ်မြောက်ဟာသူတို့တွေအချိန်ခီးသွားမိသွားတယ်ဆိုတာကိုသိလိုက်ရပြီးမူဆာရှိကအနာကက်ကနေလာခဲ့ကြတာပေါ့လို့မေးလိုက်ပါတယ်။ရိုင်းမမမနိုဟိုရှိစဲဓာတ်မှာအချိန်ကိုနှိမ့်နိုင်စွမ်းရှိတယ်လို့ကြားဘူးတယ်။ပင်ကွာအိုက်စွမ်းကိုတုံးပြီးတော့အပေါက်ဖောက်ကိုရဂျီရဲ့ဝိညာဉ်ကိုဆွဲထုတ်အသက်သွင်းပေးပြီးတော့ငါတို့ကအိုက်ပေါက်ထဲကိုချော်ချခဲ့တာဖြစ်မယ်လို့တွေးမိသွားပါတယ်။အိုက်လို့သားဆိုကိုဂျီရူကဒီမှာမရှိတော့ဘူးပေါ့လို့ပြောနေကြတာကိုမူဆာရှိကကြားသွားတာကြောင့်သူနဲ့ကိုဂျီရူနဲ့ကနောက်တစ်ပတ်နေတိုက်ပွဲတစ်ခုရှိတယ်လို့ပြောပြလိုက်ပါတယ်။မူဆာရှိကအိုက်နေကြလို့ရှိရင်အိုက်ငနေကိုနိုင်ပြီးတော့ ဂျပန်နံပါတ်1ရောက်အောင်ယူမယ်လို့ပြောနေခဲ့ကအဲ့အချိန်ကိုဂျီရိုကလည်းစော်လေးနဲ့ပလူရင်နဲ့မူဆာရှိကငင်းနိုင်လေးပါကွာအဲ့ကောင်ဆောက်ဖို့ကိုကိုကမှဂျပန်နံပါတ်1ဖြစ်လာမှလို့အားချောင်းနေပါတော့တယ်လမ်းပေါ်မှာရှုပ်ရှက်တွေလာလို့နဲ့ကိုဂျီရိုကိုမူဆာရှိကမြင်သွားခဲ့ပြီးတော့ဘေးပန်ဝင်ချင်းကလူတွေကတပ်ပွဲဖြစ်တော့မယ်လို့ပြောနေကြကစိတ်ဝင်စားနေခဲ့ကြပါတယ်အဲ့အချိန်မှာဆောက်လို့ဒီသမားတစ်ယောက်ကတစ်သားပြားတစ်ခုမတော်ဆလွတ်ကြပြီးသွားပြီးမူဆာရှိတို့ခေါင်းပေါ်ပြုတ်ကျသွားတာကြောင့်နှစ်ယောက်သားစကေးပြလိုက်တဲ့အချိန်တူတွေဖြစ်သွားခဲ့ပါတယ်တူတွေပေါ်မှာလည်းသူတို့ရဲ့နာမည်တွေထွင်းထားပြီးတော့ တယောက်ကိုတူအချောင်းတပေါင်းစီနဲ့မလို့တေးချသွားခဲ့ပါလေ။ရိုင်းပါတို့ကတော့နောက်9ရက်နေလို့ကိုကြီးတို့တေးသွားတဲ့အခါအပေါက်ကပွင့်လာပြီးတော့ပင်ကူကဝိညာဉ်လမ်းနိုင်မှာဖြစ်တာကြောင့်အဲ့ဒီအချိန်ကျရင်အပေါက်ထဲဝင်သွားရင်းနဲ့အနာဂတ်ကိုပြောင်းနိုင်တယ်လို့ပြောနေကြပါလေ။မူဆာရှီရဲ့အိမ်ကိုလိုက်သွားကြတော့စားခါနဲ့တူတဲ့ကောင်မလေးတယောက်ကိုတွေ့ရပြီးသူမအနာမဲကအိုဆူဖြစ်တယ်လို့မိတ်ဆက်နေခဲ့ပါလေ။ညဘက်တော့မူဆာရှီကတကုံလေးကျင်နေခဲ့ပြီးတော့အိုဆူကမူဆာရှီကတစ်ချိန်လုံးလေးကျင်နေတာပြီးတော့အရန်ကိုဝရီယာရှိတဲ့သူဖြစ်တာကြောင့်ဓာတ်နဲ့လက်နဲ့မထိတဲ့နေ့ဆိုတာတဲမှာမရှိခဲ့ဘူးလို့ပြောနေခဲ့ပါလေ။ ရိုင်းမကိုဂျီရိုရဲ့စူပါမေဂါရှိတိုက်ကွက်ကိုဘလို့နိုင်ရမလဲလို့မူဆာရှိကိုမေးနေပြီးမူဆာရှိကလည်းမကြောက်မြို့ပဲရှေ့တက်သွားရင်ရတယ်လို့ပြောပြလိုက်ပါတော့တယ်။ရိုင်းမသူ့ရဲ့ကြိုက်တော့ရှေ့နိုင်တဲ့ဓာအီကိုမကြောက်ဘူးလားလို့မေးတော့မူဆာရှိကအကြောက်တရားရှိတာလေးချင်းမှုမလုံလောက်လို့ဖြစ်ပါတယ်လို့ပြန်ပြီးတော့ပြောပြခဲ့ပါတယ်။လေးချင်းမှုသားများလို့ရှိရင်ကိုကိုယုံကြည်နိုင်သွမ်းရှိလာပြီးတော့ကိုကိုယုံကြည်နိုင်သွမ်းရှိလာတော့အကြောက်တရားကိမဲ့သူဖြစ်လာလိမ့်မယ်လို့ပြောပြလိုက်တာပါ။အဲကြောင့်ရိုင်းမအဆုံးဖြတ်တိုက်ပွဲမတိုင်ခင်ထိသူနဲ့လေးချင်းပေးလို့ရမလားလို့မေးလိုက်ပြီး မူဆာရှာလက်လက်ခံလိုက်ကဒီပိုင်းလေးကဒီညမှာကိတာခဏအဆုံးသတ်သွားပါတယ်ခင်ဗျာ။